နေထိုင်သူသိလို့လူအများကြီးကျူးခံနေရတဲ့တောင်ကိုရီးယားထိတ်တန်းဆုံတွေကိုရီးယားမီဒီယာတွေနဲ့ပရိသတ်ကြီးမှာဂျပန်ပြန်ပြီးတော့အာယုံဆိုင်ခံနေရတာကတော့မင်းသားဝန်ပဲနဲ့မင်းသမီးလီနယောင်ပဲဖြစ်ပါတယ်တောင်ကိုရီးယားနိုင်ငံရဲ့ဈေးအကြီးဆုံးရပ်ကွက်ဖြစ်ပြီးတော့ဒေါ်လာတန်ချီတန်နဲ့တန်ဘိုးကြီးအိမ်တလုံးမှာမိသားစုလိုက်နေထိုင်ခဲ့ကြတဲ့သူတို့ဇနီးမောင်နှံကစိန်ခဲအိမ်ကြီးကိုပူပေါင်းဖန်တီးထားပြီးတော့ရဲတိုက်တစ်ခုလိုခန်းနာလုံးနဲ့လို့သိရပါတယ်နောက်ပြီးတော့အိမ်ချမ်းမြေကျွမ်းကျင်သူတွေက မင်းသားရဲ့အိမ်ကအထီးကားကြတဲ့နေရာမှာရှိတာဖြစ်လို့နောက်တစ်ချိန်မှာဈေးနှုန်းတွေထပ်ပြီးတော့တက်လာဖို့ရှိရလို့ပြောခဲ့ပါတယ်။နောက်ထပ်ထူးခြားတာကဝွန်ဘင်းနဲ့အလီနာယောင်တို့ဟာ2015ခုနှစ်ကမင်းသားရဲ့မွေးရည်နေနေရာကလေကွင်းထဲမှာလက်ထပ်ခဲ့ပြီးတော့သူတို့နှစ်ဦးက ထပိနေပေကလုံးဖို့ကံဘတ်တီကိုဖိတ်ကြားခြင်းမရှိဘဲတငယ်ချင်းနေနဲ့မိသားစုတွေကိုပဲတိတဲ့အခမ်းအနားတစ်ခုအဖြစ်ပကာသနာမပါဘဲကျင်းပခဲ့ပါတယ်။နောက်ပြီးတော့သူတို့နှစ်ယောက်ရဲ့ဒါအူးလေးကိုမွေးဖွားချိန်ရဆပြီးတော့မီဒီယာတွေဓာတ်ပုံတွေနဲ့ထုတ်ဖော်ပြသတာမျိုးမရှိခဲ့ပါဘူး။အခုလိုမျိုးလျှို့ဝှက်ဆန်လွန်နဲ့ထိတဲ့အမှုပညာရှင်တွေဖြစ်ပြီးတော့တာမန်မိသားစုလိုနေထိုင်နေတဲ့အတွက်ကိုပြည်သက်တရားချီးကျူးစကားဆိုနေကြတာလည်းဖြစ်ပါရဲ့ရှင်။